ဖော်ဝါရီလ25ရက်နေ့နံနက်ပိုင်းမှာကျင်းပတဲ့ဒုတိယကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးဒုတိယနေ့အစည်းအဝေးမှာရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကြောင်မဲလွှတ်တော်ကိုယ်စားလှယ်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်လွှတ်တော်ကကန့်ကွက်ရှုတ်ချတင်ကြောင်းအရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကြောင်မဲမြို့နယ်မဲဆန္ဒနယ်အမှတ်2ဦးဆိုင်ထွန်းညံက လက်တလုံးရှမ်းပြည်နယ်မှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည်တက်မတော် RCSS SSA နဲ့တအောင်းလုံးမြောက်ရေးတက်မတော် TNLA နဲ့ KIA ပူးပေါင်းတက်မတော်တို့အကြားဖြစ်ပွားနေတဲ့စစ်ပွဲတွေအတွက်အချက်လေးချက်ပါတဲ့အရေးကြီးအစုတရက်ကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ကြောင်မဲလွတ်တော်ကိုယ်စားလှယ်ဦးဆိုင်ထွန်းညံကတိုင်းရင်းသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်နေတာကိုရှမ်းပြည်နယ်လွတ်တော်အနေနဲ့ကန့်ကွက်ရှုတ်ချတင်တယ်လို့စစ်ပွဲထဲမှာအပြစ်မဲ့ရွာသူရွာသားတွေကိုတုံးနေဆိုတာက နိုင်ငံတကာမှာပေါ့စစ်ရဲ့ဥပဒေမှာရောမရတာကြောင့်ကန့်ကွက်ရှုံချတဲ့နဲ့အစိုးကိုတင်သွင်းခဲ့တာဖြစ်တယ်လို့အခုလိုပြောပါရယ်။ကြောက်မဲမြို့နယ်ပေါ့ကြောက်မဲမြို့နယ်ကျွန်တော်တောက်ဆန်ကြီးရောအုပ်စုရယ်ပြီးတော့မင်းကွန်းကြီးရောအုပ်စုရယ်ညောင်မောင်ကြီးရောအုပ်စုပြီးတော့ပန်ဆန်ကြီးရောအုပ်စုဒီအုပ်စု၄ခုမှာဖြစ်နေတဲ့တိုက်ပွဲရတော့ဒီဟိုဘောလေးစစ်ပွဲတိုက်ချင်းချင်းကနေပြီးတော့မှ ပြစ်မဲ့ပြီးတော့လူသားတိုင်းအဖြစ်အကာအကွယ်ယူပြီးတော့မှစစ်ပွဲဆင်နွှဲနေတာကိုကျွန်တော်တို့ရှမ်းပြည်နယ်လွတ်တော်ကနေပြီးတော့အပြင်းထန်ကန့်ကွက်ရှုတ်ချတင်တယ်။ဘာဖြစ်လဲဆိုရင်ဒီကျွန်တော်တို့နိုင်ငံတကာအာစစ်အဥပဒေမှာတော့ဘောဒီစစ်ပွဲဘလို့ပဲဆင်နွှဲပါစေဒီလိုမျိုးယူတော့အတုံးချလို့မရဘူးလို့ထို့ကြောင့်ကျွန်တော်တို့ဒီဟာကိုရှမ်းပြည်နယ်မှာဖြစ်နေတဲ့ရှမ်းပြည်နယ်လွတ်တော်အနေမှာဒီကိစ္စကိုအပြင်းထန်ကန့်ကွက်ရှုတ်ချတင်တယ်။ဒါကျွန်တော်တို့ဒီအစိုးရတင်တယ်။နံပါတ်၁ချက်ပေါ့။နံပါတ်၂ချက်ကြတော့ဟောပေါ့ဒီ ဒီကျွန်တော်တို့စစ်ပွဲကာလမှာအဲလူ9ယောက်အတက်ခံရတယ်ပြီးတော့ပစ္စည်းတွေအများကြီးပဲပျက်စီးဆုံးရှုံးရတယ်ကျွန်တော်တို့မော်တော်ကားတစ်စီးပေါ့စံကယ်9စီးဝက်၄កောင်ကျင်း၅កောင်ပေါ့ခုလောလောဆယ်တရင်ရထားတာတော့တော့အိမ်ဆိုင်တွေဒီတိုင်းပဲအများကြီးဖျက်ဆီးခံရတယ်ဒီမျိုးစစ်ပွဲကာလအတွင်းမှာဒီလိုမျိုးအပြစ်မဲ့ပြည်သူများရဲ့ခန်းစီတက်ကခံရမှုပစ္စည်းလူယူခံရမှုအဲ့ဒါလေးရတော့ပါပါဘူးပဲအဖက်ကိုကျွန်တော်ဒီမျိုးပြောတာတော့ဒီလိုမျိုး ုင်ငံတကာစစ်ဥပဒေမှာဟောစပယ်စစ်ပွဲမျိုးတော့အတုံးချလို့မရပါဘူးဒီလိုမျိုးအတုံးချခြင်းအတုံးချခံနေရတော့ကြောင့်ကျွန်တော်ရှမ်းပြည်နယ်လွတ်တော်အနေမှာတဆင့်ဒီကိစ္စကိုပယ်အဖွဲ့မဆိုအပြင်းအထန်ကန့်ကွက်ရှုတ်ချတင်တော့အဲဒါနံပါတ်1နံပါတ်2ကိုကျွန်တော်တင်ပြတော့ဒီအဆိုကိုကန့်ကွက်သူမရှိထောက်ခံခဲ့ပြီးဖေဖော်ဝါရီလ26ရက်နေ့မှာအဆိုကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်